စရောအကျော်ဒါ MS C2 ရဲ့ regular season V3 ရဲ့ day number 1စရောပထမဆုံးအဖွဲ့ပွဲစဉ်မှာနေ Best C နဲ့ TN7 တို့ရဲ့ထိတဲ့တွေ့တဲ့ပွဲစဉ်တပွဲဟာဘယ်လောက်ထိကျွန်တော်တို့ကိုကြီးစုနှုံးတက်တွဲတိုးတက်သွားစေမလဲကျွန်ဘယ်လောက်ထိရေကုန်စိတ်လို့ရှာစရာကောင်းလဲဆိုတဲ့အရာတစ်ခုတော့ကျွန်တော်လက်အောက်တော့မှဆက်လက်ပြီးစောင့်ကြည့်ရမယ်ဗျာ Lucky နေနေကတော့တန်ပေါက်ရှိနေတဲ့အလျောက်ကတော့ Buff တော်တော်လေးကိုတော့အစင်ပြေနေတဲ့ Iron Age ဒီဂျိုင်းမနီကိုတော်တော်လေးကိုကိုင်းနေတဲ့တူပဲဘိုးရဲအနေနဲ့ရှေ့တိုးကတော်တော်လေးကိုတော့ခန့်နေရဲဆို Flick cover ပေးပြီးတော့ပြန်ပြီးတော့ forward ထားရတယ်ဗျ Best C ဒီအချိန်နေနေဆိုရင်တော့သူတို့ရဲ့ jungle zone တွေကနည်းနည်းလေးတော့အနေ ယ်များနေပါတယ်ဟို aggressive ဆိုတဲ့ပုံစံတစ်ခုကိုပြသသွားခဲ့ပြန်ဒီတော့ winner rally ကိုလည်းထပ်ပြီး lucky နေတဲ့ပိုင်ဆိုင်သားသေးတယ်ဒီ irony at ဒီ ali bar မှာတဲ့ mvp များနေဆိုတဲ့အရာတစ်ခုတော့ဘူရန်နဲ့ niko ခံစားလိုက်ရတဲ့ခိုက်တဲ့တစ်ခုမှာတော့ jungle နဲ့ kumokri တကောင်တော့ပြန်လဲပြီးစားသုံးမှုတော့ရှိတော့ရှိတယ်ဗျာ tampo ကလည်း vision line ပြီးတော့ပေါ်ပေးထားသေးတယ်အောက်မှာ juno ကတော့ op နဲ့ထိတဲ့တွေ့ရတဲ့ပွဲစဉ်တစ်ပွဲတော့ magic damage နဲ့ jordan physical ပြည့်မဲ့ massman နဲ့တွားပြီးတွေ့ရဆိုတော့လေတေချာပေါ့ op ကတော့ nearly ပြန်ပြီးတော့ vita မှာတော့ရလိမ့်မယ်ဗျာ tampo ကိုတော့ဒီအချိန်မှာဘူရန်အနေနဲ့ control ball ကတော့ nearly တော့ခက်ခဲလိမ့်မယ်ပေါ့နော်အဲ့တော့ river area တစ်ချောင်းမှာဘယ်သူကအရင်စပြီးတော့ dominate လုပ်မလဲဆိုတဲ့ဖြည့် ခုစရိတ်မျိုးတီးရတော့မှာလားခွန်ရောပြေးကြည့်ဖို့တော့လုံတယ်ဒီကသူတို့အားလီဂိမ်းမှာခွန်ကောင်းကောင်းကြီးကြည်ထားနိုင်ခဲ့မှာဆိုရင် target objective 5တွေမှာခွန်အနေနဲ့ power spike ခင်တာတိုင်းကြီး chance ကအရန်တော့နည်းတယ်ဗျဒီဘွဲတင်းဆက်ပန်း ESP rotation ဗျာနော်သူအားလီဘိုင်းမှာ fan နေတစ်ဖက်က jungle zone နဲ့ invade လုပ်တယ်ရရင်ရတဲ့ jungle crew ကိုကြွားပြီးတော့စားတယ်လေ4ကိုမြန်မြန်ဆန်ရအောင်လို့ဖန်တီးထားသေးတယ်ဗျာတိုးပေမဲ့လေဒီဘက်ကနေပြီးတော့ကြည့်ရမယ်ဆိုရင် CKO ကျော်ဒီဘက်က goal lane ပြန်ကြည့်ရမယ်ဆိုရင် OPO နှစ်အောင်လုံးက side lane တွေမှာမတားဘူးဟုတ်တယ်အဲ့အရာတစ်ခုတော့ကျွန်တော်တင်း7ဘယ်လိုမျိုးပြန်လဲပြီးတော့ဖြည့်ရှင်းမယ်ဒါပေမဲ့ throw out လောဆယ်မှာ objective ကိုပဲ ည်းနည်းလေးပြန်ပြီးတော့ focus ထားနေလာလားပေါ့နော်အဲ့တော့ target timing ဆိုင်တော့ကျွန်တော်တချို့တော့ချိရမယ်ဗျာ king flash ဒီလေသူရဲ့ jungling pattern ကိုပဲပြန်ပြီးတော့ focus တော့လုပ်နေတယ်ဘိုးရဲ့ nico flanking နေ rotation တွေကတော့တိတ်တော့အမြင်ရသေးဘူးအဓိက nico လင်းနဲ့ ultimate ကိုအရင်ဆုံးရအောင်ယူပြီးွားပြီဆိုတော့ target objective 5မှာနှစ်သိန်းလုံးရဲ့လောက်ွက်တွေကိုတော့စာပြီးတော့ချိရတော့မယ် op ကတော့ juno တော့ lane သွား free ရှာရဗျာဟုတ်တယ်ဆိုတော့နောက်မှာတော့ juno ပြန်ပြီးတော့ပဲသွေးတော့ကနီပါလောကိုင်းနေဗျာ light side တွေပါရင်လည်းသွေးပြတ်ဖြေးလို့ရဆိုတော့သူကအဲ့လောက်တိတော့ပြဿနာတော့မရှိဘူး mana regeneration တစ်ခုပဲပြန်ပြီးတော့ချိရမှာပဲတော့တော်တော်ကြီးတော့ tempo unity rolling stone တွေပါရင်တော့ပေးထားပြီးွားပြီ air strike ตงไปดับคตัวชอบมันจูด้าละเจมีวานได้ใครได้คู่มาพี่พี่สิเกเฮียลากเกสมัยเลยอดีไม่ก็เรำมาปี่อะไรอยู่ยาการที่ก็รายาอะไรบินอ๋อเดี๋ป็นยังสบายอะไรเดี๋ยนี่ดาร์คูที่เป็นเดฟไฟมาหรอคนบาบูตัวก็เราตีดดอมตีจาร์ลสมัยที่สี่จูมาโซจิอามนต้องกากันเลยสิเกเบรดไฟเดอร์ทับยูกับฟาสต์บลัดอินเซเว่นยาชีได้บีไปพี่ไปโอเคน้ำมาเลยพี่พีเอาไปพูเย่ชีนี่รไ่มาเลยเชี่ยเนในเราเลยบียเอโร่กบีาร์ล่เรานไเป็นดกพเร์แมาูดเย่ฟลียบบชี่พี่ีได้ครได้คู่มา ော့လုံးဝတော့မတည်သေးဘူးဗျနောက်ပါလေကျွန်တော်ပြန်ပြီးတော့ response လာခဲ့တဲ့ခွန်ရောက်ရှိလာခဲ့တဲ့ air strike damage ကြီးကြတော့ပြန်လေးပြန် form out တော့ခိုင်းတဲ့ဒီကြတော့ Nico အဲ strategy အစောတက်ချိုတော့ခံလိုက်ရနောက်မှာတော့ buff ကိုမထပ်ပြီးတော့ပြင်းဆက်ပါ CK lucky တိမ့်ပဲလို့တွားခဲ့ပြီးပဲဖြစ်ပေါ်ရပြ Early game fight တွေ objective fight တွေမှာနေတစ်ဖက်ကနေပြီးတော့ကျွန်တော်တန်ပေါက် lucky cyan တို့ရဲ့တွဲလုံးတော့အရင်တိုးလို့တော့မရဘူးပြပြီးတော့တစ်ဖက်က CK အနေနဲ့ခွန်စောစောစီစီယာထားလိုက်တဲ့အချက်တွေ objective fight မှာ method C ကဘလုံးမတာဘုံမဖြစ်နိုင်တော့ဒီချိန်မှာ Nico ပဲထပ်ပြီးတော့ကြောက်သွားတော့ jungling zone တွေမှာလိုက်ပြီးတော့ pressure တော့ပေးနေရတယ်ထပ်ပြီးတော့ NA များလာ Juno lane မြန်အဲ့ Juno lane ကိုအချိန်မီရေးတော့ပြန်လဲပြီးတော့ရောက်ရှိလာနိုင်နေဆိုတော့ကျွန်တော် ိုက်တက်စီအနေနဲ့ကလည်း better setup တွေသူတို့ရဲ့ plan နေနေ plan B ပေါ့နော်ဒီချိန်မှာတော့သူတို့ plan B ပဲသုံးမှာတော့ရတော့မယ်ဆိုတော့ late game တအားဆွဲမယ်ဆိုရင်လည်းဒီဘက်က OP Moscow damage ပို့ပြီးတော့ထွက်လာမှာဗျာဆိုတော့ early for the game မြင်တဲ့ hero ဖြစ်ထားခဲ့တယ်လို့ဒီဘက်က aggressive set အနေနဲ့ဒီ front line အတုံးအောင်ကိုဖြေချင်းဖို့အတွက်ကတော့အလွယ်ချက်ရှိနေတော့ပဲဗျာနော် Nico Thiemann Glory One နေပါပြီးပါလာမယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဂျူရောကတော့ကျော် Genius One နေပါပြီးထည့်ထားပြီးသွားပြီဒါပေမဲ့အရင်လိုမျိုး level မရခဲ့တိုင်းမှာတခုမှနှိမ်ထားခဲ့တယ်လို့ပဲ OP ကိုတော့ဒီချိန်မှာနှိမ်လို့ရဖို့တော့မလွယ်တော့ဘူးဗျာချက်ချင်း Unity တွေပါရင်လည်း mobility မြန်မြန်တန်းပေါက်ချက်ချင်းရောက်လာနိုင်တာဆိုတော့လေဒီတော့ ့ထားနေရတယ်ဗောနော်ဂျူနိုမပါမချင်းရတော့မက်ဆစ်စီးနေတယ်ဒီတန်တုံးနှစ်ထုံးရှင်းဖို့အတွက်မလွယ်ဘူးဆိုတော့တက်ပြီးတော့ပဲကျွန်တော်တို့ team 7 rotation top lane ကိုပဲတောက်လျှောက်ကို pressure ကိုပေးထားရဗျာအဲ့တော့ခွန်အနေနဲ့ပထောင်းလိုင်းနိုင်တော့ရဲ့အနေထားတစ်ခုမှာတော့တစ်ဖက်ကနေပြီးတော့မက်ဆစ်စီးနေနဲ့ဘာတွေများဘက်ကရှိမလဲဆိုတော့ကြည့်ရမယ်ပြန်လဲပြောပဲနီကိုတက်ပြီးတော့ rotation ပေးထားတဲ့ဂျားထဲမှာတော့ quad white chat ခဲထားရဆိုရင်မလို့တစ်ဖက်ကနေပြစီးကဲ Brave fighter နဲ့ဘယ်ဒီကောပြန်ပြထောင်းလိုင်းချက်မဲ့ skill flash ဘလုံးမရုံးထွက်လို့မရတော့တဲ့အစုံးမှာတော့ might the see flanking သွားရဆိုရင်မလို့2 man ball ကိုကျွန်တော်ပြန်ပေးလိုက်ရတယ်ဗျာ တဲ့ follower type တဲ့ damage ကအနည်းငယ်စမ်းဝူသွားတဲ့ခိုက်တဲ့တစ်ခုမှာ reflect ကမရှိတဲ့ type တစ်ခုကိုကောင်းကောင်းကြီးခွင်ကောင်းကြီးဝါပြီးတော့ပဲ Nico ဒီ never hue ကပြန်လဲပြီးတော့ PL လိုက်ရတယ်ဗျာဒါအပြေပါကျော်ဘူရဲပြန်လဲပြီးတော့ forward လိုက်ရတယ်ပေါ့နော် jungle wave မှာလည်း decay flat ဒီတခါတော့ဒီတေထားသေးရဲ့ lucky ရဲ့ lower comfort ဖြစ်နေတဲ့အခါမှာတစ်ဖက်က jungle လာ essential အနေနဲ့လုံးဝအဆင်မပြေဘူးဆိုရဲခိုက်တယ်မယ်ဗျာဒါတဲ့ objective နားမှာလည်းဘူရဲနေ division လေးတော့လာပြီးတော့ chop လုပ်ထားပေးသေးရဲ့ဒါပေမဲ့ stamp out CK သူရဲ့ rage flat ဒီအားလေးပဲမနာရင်တော့ဟုတ်တယ်အဲ့တော့ကျော်ဘူရဲထုံးစံအတိုင်းလေးပဲ window တော့ကတော့လုံးနေရဗျာဒါပေမဲ့ရိုင်းလွယ်မှာတော့မဟုတ်ဘူး objective 5 ကိုလက်လွတ်လိုက်ပြီးတော့ပဲသူတို့အနေနဲ့ rotation ပြင်းလေးများထပ်ပြီးတော့ပေးခြင်းမလားဘောနော်ခွန်ကိုတန်ကလည်းအရင်မမာနိုင်တော့ဘူးဗျာအာလီတဲ့ဟိုကနှစ်ခါတိတိကြိုးထားတဲ့အခြေအနေဆိုတော့တကယ်ကိုကျွန်တော်ဒီပွဲကဂျူနိုအနေနဲ့တကယ် performance ပြပေးမှတော့ရတော့မယ်ဒါပေမဲ့သူတို့ကိုတန်ကလည်း OP lane ကတော်တော်လေးကိုလွတ်နေတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် diversity ရောဆင်းတော့ဆင်းလာခဲ့ပြီဗျာဂျူနိုကလည်း lady by freeze ပဲ diversity နောက်မှပြန်ပြီးတော့ပဲ distraction နဲ့ top lane ကိုတော့ပစ်ထားသေးရဲ့ဆိုမလဲပေါ်လဲ first down ကိုပေးရဖို့တော့များတယ်ဆိုရင်တော့မကွန်ထပ်ပြီးတော့ပဲစီးဆုံးသက်ချင်ခံရရတယ်ဒါပေမဲ့အောက်မှာ OP ကတော့ပြန်ပြီးတော့ပေးလိုက်ရတယ်ဗျာပေါ်လဲအောင်လဲပြန် trade ရလိုက်ခိုက်တဲ့ တစ်ခုပဲ maximum မပါတဲ့အားတစ်ခုဖြစ်တဲ့ကြောင့် online first round ကတော့ဒီချိန်မှာချိုးဖို့အတွက် medicine လွယ်တော့မလွယ်သေးဘူးဗျာ medicine ဘက်ကနေပြီးတော့ဒါမျိုးကျွန်တော်ချိန်သေးတယ်ဆိုတော့ rotation တွေတောက်လျှောက်ပေးမှတော့ဖြစ်မှာဗျာအဲ့တော့ဘိုးရဲကျွန်တော် make river air တစ်ချောင်းမှာတော့ဒီဘက်က10 7ရဲ့ vision လေးကိုတော့ information တောက်လျှောက်ကိုတော့ယူထားတယ်အဲ့တော့ juno combination ပါလာမယ်ဆိုတော့ medicine ရဲ့ tin damage ဒီဘာတွေများဖြစ်သွားမလဲဆိုတော့တစ်ချက်တော့ကြည့်ရမယ်ဗျာဒီကိုရှိမှာလဲသူ့ရဲ့ rotation dispersion တွေကလည်းရှိသေးတယ်ဆိုတော့လေဒီပွဲမှာတော့မသိစီရှုံးသွားရင်ကျွန်တော်ကြောင်းတော့မဟုတ်ဘူးဗျာနော်ကျွန်တော်တယောက်တည်းပဲမသိစီကိုကျွန်တော်တို့ဒါ 2C နဲ့ပေးထားဆိုမယ်လောလောဆယ်အားလီးပိုင် မှာတော့အဆင်မပြေဘူးဆိုတော့အခြေအနေတစ်ခုတော့ဖြစ်နေခဲ့ပဲကျွန်တော်အခုအဲ regular stand ရဲ့ထိပ်ဆုံးအဆင့်မှာရောက်ရှိနေခဲ့တဲ့ team seven ဖန်ကတော့လုံးဝတိုက်တဲ့ defender အသေးသေးလေးကိုရိုက်ပြနေခဲ့တာ6မိနစ်နီးပါးတော့ရှိတော့ရှိနေခဲ့ပြီ။အောက်မှာလေဂျူရိုအနေနဲ့ကတော့လုံးဝကျွန်တော် save play ပုံစံလေးတော့နေတော့နေနေရဲ့ဒါပေမဲ့ flicker ရှိတဲ့ timing နေ light side ရှိတဲ့ timing နေမှာတော့ဂျူနိုတက်ဖို့အတွက်ကတော့အရင်တော့မလွယ်သေးဘူးဗျ။ဟုတ်တယ် OB မှာလည်း flicker တော့မရှိဘူးဗောနော်။ဒီအချက်ကတစ်ဖက်ကနေရော Meldisi ထပ်ပြီးတော့ flank လာနိုင်တော့ NA ရောများနိုင်တယ်။ဒါပေမဲ့ဒီအချိန်မှာတော့ဘိုရဲ့တန်ပေါက်ခဲ့ relation တွေကတော့တိတ်အများကြီးတော့မမြင်ရသေးဘူးဗျ။ အဲ့တော့မစ်ကိုပဲနည်းနည်းလေးပြန်ပြီးတော့မက်ဆီကြမလားပေါ့နော် King Flash နေနေကတော့ပေါ်လန်းကိုသူ့အနေနဲ့ချန်ခဲ့ Famine ပတ်တန်လေးပြန်ပြီးတော့ရွေးလိုက်မယ်နဲ့တူတယ်ဒီကသူ Famine ပြန်ပြီးတော့ရှာရမယ် Juno အနေနဲ့ကလည်း Battle Combination ကြရှာဖို့အတွက်ကတော့တော်တော်လေးကြာမယ်ဆိုတဲ့ timing တစ်ခုမှာသူ့အတွက်သေးကြရဲဆိုတော့ဒါ item လေးတွေကိုတော့ပြန်ပြီးတော့ farm မတော့ရမယ်ဗျဒီချိန်မှာ Mythic Sea ဘက်ကပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ဆိုရင်တစ်ဖက်ကလုံးဝ Hero ကြီး၄កောင်တော့ရတာဒါ CK ဖြစ်နေဗျာ Ron Frontline Hero ဗျာဆိုတော့သူ့ဒီကနေပြီးတော့ Shutdown ကြီးတွေရလိုက်မယ်ဆိုရင်ဟော Mythic Sea အတွက်ပြန်ပြီးတော့ကျော်တာ Network Device ပြန်ရလိုက်နိုင်မှာလားဗောလေတော်တော်စီမှာ 2.6k လောက် ဒီတာထားတယ်တင်းဆဲပန်းကျော်ပေါ်လမ်းမှာတော့သွားပြီးမကင်းဖလက်ကျော်ဒီ opposite lane မှာပေါ့နော်ကျော် first down တော့သွားယူဖို့တော့ကြိုးစားရပြန်ဂျန်ငယ်စုံထဲမှာတော့ဒီတာတယောက်တိုးဖို့တော့မလွယ်တော့မတွေ့ဘူးပေါ့နော် try ဖို့တော့ခက်မယ်ခင်ဗျအဲ့တော့ကျွန်တော်တင်းဆဲပန်းကိုပဲထပ်ပြီးတော့ပဲ objective ပေးထားရသေးတယ်အဓိကလည်းကင်းဖလက်နေနဲ့အောင် side lane ကိုထွက်ပြီးတော့ fan line မှာပဲသူ့အနေနဲ့တော်တော်လေးကိုတော့အဆင်ပြေလောက်မယ်ပေါ့နော်နောက်ထပ်ကျွန်တော် late game timing လေးကိုတော့ချက်တော့ပြန်ပြီးတော့စောင့်ကြည့်ရမယ်ဗျအဲ့တော့ dispersion rotation လေးတွေလည်းကျွန်တော်ဒီကိုရှင်းရနေပြီးတိတ်တော့မမြင်ရသေးဘူးလောလောဆယ်တော့ကျွန်တော် dimension လေးတွေနဲ့ flanking လေးတွေလည်းတိတ်ပြီးတော့မမြင်ရသေးဘူးလို့တော့ပြောရမယ်ဒါပေမဲ့ Juno တယောက်ကိုတော့သူတို့အနေနဲ့သွားပြီးတော့ flan ထားနိုင်တာတော့မစိုးဘူးကွာဒီကဂျူနို combination လုံးမရမယ်ဆိုတဲ့အခြေအနေဖြစ်သွားပြီဗျာဘာလို့ဆိုတော့ခွန်းကလေ Ferrari 3နဲ့ wide chat ကို Fabri ကနေ drive ပြီးတော့သုံးသွားတဲ့ခက်တဲ့တစ်ခုမှမစည်းရယ်တဲပြီးတော့ shot ဝခဲ့ဗျာ Rage Slack တောင်မှဖိုးရဲဒါကောင်လည်းပဲ Sacrifice ကိုလည်းရွေးချယ်လိုက်တဲ့ခက်တဲ့တစ်ခုမှတော့1 for 1 trade ဆိုတဲ့ပုံစံတစ်ခုပဲဒါပေမဲ့ Method C အတွက်ကတော့10တယ်လို့ပဲပြောရမယ်ဗျာစီအောင်ရလိုက်တာတော်တော်လေးအဆင်ပြေတယ်လို့ကပြောရမယ်တန်ပေါင်းအနေနဲ့ဂျူနိုကတော့တောက်လျှောက်ကိုလိုက်ပြီးတော့ဆောင်းလျှောက်ပေးနေ Sorry OPO ကတော့တောက်လျှောက်ကိုလိုက်ပြီးတော့ဆောင်းလျှောက်ပေးနေရယ်ဗျာဒီကြမ်းမှာဂျူနိုအနေနဲ့ကလည်းသူဗတဲ့ combination လုံးဝမလာသေးဘူးလို့တော့ပြောလို့ရမယ်သူလာတဲ့အချိန်ကျရင်ဒီတန်တော်ကြီးကိုဖြည့်ရှင်းလ ိုင်မလားလက်ကီးနဲ့တန်ပေါင်းဆိုရယ် front liner ကြီးကိုဖြည့်ရှင်းနိုင်မလားဆိုရယ်ဘေးကွန်းတွေကတော့အများကြီးရှိရပါဘူးရှင်မသူရဲ့ idea base ကပြန်ကြည့်ရမယ်ဆိုရယ် penetration နှစ်ကွက်ဗျာเนาะ divine glaze နဲ့ကျွန်တော်နောက်ထပ်ထည့်လာတာ genius one ဆိုတော့ဟိုပြစ်ခွဲလို့ရရဆိုရယ်အခြေအနေတခုပဲရှိတယ်ဒါပေမဲ့ကျွန်တော် battle combination မှာဘယ်လောက်ထိ impact ဖြစ်လာမလဲဆိုရယ်တော့သူရဲ့ဒါ spare case ပုံမှန်မူတည်ရဗျာ dead side နေထိုင်ပြီးတော့ပဲပြစ်နေမလား light side dead side သုံးပြီးတော့ပဲ surprise combo တွေနဲ့ဝင်သွားမလားပေါ့လေဒီလိုမျိုးဝင်သွားမယ်ဆိုရင်လေတခိုင်းတန်းပြတ်မှာဗျာမဟုတ်ရင်သူကိုယ်တိုင်ပြန်ပြီးတော့ hero ကြီးပေးရနိုင်တယ်ပေါ့နော် CK ရောနည်းလေးကမျက်စိတော့ကြာနေ game flash နေကိုဖြတ်ဖို့အတွက်က အလောက်လွယ်မလားဆိုတော့ကြည့်ရမယ်ဗျထပ်ပြီးတော့ the capability fall ပေးထားရချမ်းမှာ CK အနေနဲ့ brave fighter နဲ့ပဲပြန်ပြီးတော့ fall back သွားပြီးဘိုယဲအနေနဲ့ wind dive 4အတွက်ကသူမှ flicker လည်းမရှိတော့ဘူးဆိုတော့ vision check ပြီးတော့ပြန်ဆင်းမှတော့ရတော့မယ် information တိကျရထားတဲ့10 7အနေနဲ့လဲမခွန်တော့ပြေးတော့ကြည့်နေဒါပေမဲ့ blind ပြန်ပြီးတော့ပတ်လန်နိုင်ချေရှိတယ်ဆိုတော့ magic seek ယူတော့စိုက်ရမယ်ဗျ Okay dive ရှင်းတုံးပြီးတော့ပဲအကုန်လုံးပြန်ဆီပြီးပြေးထွက်မဲ့ခိုက်တဲ့တစ်ခုမှာတော့လုံးဝဆိုလိုပဲကြော် flank ရတဲ့စာမယ်ဆိုရင် save play ဆိုတဲ့ပုံစံတစ်ခုတော့ဒီ dive ရှင်းနဲ့ပဲအသုံးပြုသွားနေရဆိုတဲ့အခြေအနေတစ်ခုပဲဗျတက် tower ကိုယူဖို့အတွက် push နေရဆိုရဲဟိုအရာကိုကြော် မက်တစ်စီအနေနဲ့ပြသနေရယ်ဒီကတော့မီလင်းရဲ့ first round ကိုကျွန်တော်တင်းဆက်ပန်းယူလို့မရမချင်းရောဒီလိုမျိုးခံနေရအောင်ပါဟုတ်တယ်မက်တစ်စီဒီအချိန်မှာသူတို့ dimension flanking တော့တော့တိတ်မတော့ဘူးပေါ့နော်ကျွန်တော် objective တွေကြီးပဲတောက်လျှောက်ကိုလိုက်ပြီးရယူနေတယ်သူရဲ့ dimension လေးတွေကိုအကောင်းမွန်စွာနဲ့အတော့ချနေရယ်ဆိုတဲ့အချက်လေးတွေကိုသွားပြီးတွေးရပြန်ဒါပေမဲ့ဒီအချိန်မှာ lost dance တခုဒီ lost dance တခုမှာတော့ယူနိုအနေနဲ့ battle combination ပေါ့ပါလာတော့မှာအဲကြရင်တော့ကျွန်တော်တို့ lucky နဲ့တန်ပေါက်ကိုဖြည့်ရှင်းဖို့အတွက်သူ့မှာတကယ်ကိုပဲလုံလောက်တဲ့ damage တွေရှိနေပြီလားဆိုတော့ကြည့်ရမယ် lucky တောက်လျှောက်ကိုတော့ dance ထားတယ်တန်ပေါက်တင်နေတယ်ဘယ်မှာ backup ပဲရှိတယ် CK ပါရောက်လာပြီဆိုတော့ front line တော်တော်လေးကိုတောက်နေတစ်ဖက်မှာလည်း CN အနေနဲ့ဇုံနှင်းပြန်လည်ပြီးထားလာလို့ရတဲ့အနေထားဗျာ ဒီနေရာမှာတော့ကျွန်တော်လော်ဒန်စင်းကဒေဂျာပေါက်ဒီအင်းဆက်ပန်ဘက်ကတော့ပို့ပြီးတော့အားတာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒေဂိတ်ပိုတရှင်ကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်ကျွန်တော် lucky ရဲ့ uranus ဓာတ်ပြုံမှာတန်းပေါက်ရဲ့ကျွန်တော်ဒီပါရှာဒီကောင်တွေကလေကင်းမှာတကယ်တော်လေး position ကျပါမှာဗျာဆိုတော့သူတို့ကျသွားရေရောဘယ်ရနဲ့ပြန်ပြီးတော့ပြင်းထင်တာလဲဆိုရင် op ရဲ့ moscow လို့ပဲပြောရမယ် high ground defense မှာလည်းဒီ farsa နဲ့တွဲတာဆိုတော့တော်တော်လေးကောင်းတယ်ဆိုတဲ့အခြေအနေပဲမသိစီရတော့ကျွန်တော် julo level 10နဲ့အတူပဲဒီ battle ကိုတော့ပြန်ပြီးတော့ combination လုပ်မယ် goal line match ပိုင်းမှာတော့ရိုင်း quarter ချက်တစ်ခုမဟုတ်ဘူးဆိုမယ်လေ jungle ပိုင်းမှာပြန်ကြည့်ရမယ်ဆိုရင်တော့ level 20လောက်ထိကွာနေခဲ့တဲ့ ူနိုဗျအပေါ်မှာသွားပြီးတော့ပဲလင်းကြီး split လုပ်နေခဲ့ပြီอืม kevin dragon band တကယ်ချန်ခဲ့ပဲလင်းမှာတော့တကယ်ကိုကျွန်တော်တိတ်မကွာတဲ့အနေထားပေါ့နော်အဲ့တော့ log objective 5မှာတော့ medicine ခေါင်းတိုးခြင်းတော့တိုးလို့ရရတယ် nico နဲ့ ken flash နဲ့တောက်လျှောက်တွဲပြီးတော့စွန့်နေတဲ့ပုံစံမျိုးလေးရတယ် troll လေးကိုတော့ medicine band မှာသဘောကျဖို့တော့ကောင်းတယ်ဗျအတင်း73တော့ထားနေတယ်သူတို့အနေနဲ့ op destruction နဲ့လာနိုင်နေဆိုရင်မလို့တကယ် risk များတဲ့အနေထားတစ်ခုပေါ့နော်တစ်ခါကနေပြီးတော့ bo ရဲ့ juno ကလည်း position တော့ပျောက်နေတယ် bo ရဲ့တောက်လျှောက်ကိုကျွန်တော်တင်း73အတင်းမိတ်မန်သားတွေကိုလိုက်ရှာနေတဲ့အနေထားတစ်ခုမှာတော့ခွန်နဲ့ bo ရဲ့ပေါင်းပြီးတော့ပဲလှုပ်ရှားတော့မလားဆိုတော့ကြည့်ရမယ် log reset ချဖို့ chance က ော့တော်တော်လေးတော့များတယ်ဗျ။ဘိုးရဲ့သူ့ရဲ့တက်တိုးတစ်ချက်ကိုလုံးဝမပေးသေးဘူးဗျ။အဓိကတော့ကျွန်တော်တော့မှ air strike ရှာတဲ့နေရာကမှသူဝင်ဖို့အတွက်ပဲစောင့်နေသလိုပဲပေါ့နော်။ ZN လေးနဲ့ကလည်းဒါ flick attack နေရ80စက္ကန့်လောက်ပွားပြီးလိုတယ်။ Juno နေ CK position တွေ့သွားပြီ။ဒါမှတော့ရဝင်တိုက်တာဗျ။ခေါင်းအနေနဲ့ပြန်လဲ4 back နောက်မှ air strike ပေးလိုက်ရပြီ။တက်တိုးတစ်ချက် 2m နောက်မှပြန်ပြီးမှ dead side damage ပေးတဲ့အခါတော့ Juno နောက်မှ double ပြန်ပြီး destruction ဝင်လာတဲ့ခိုင်တဲ့ခုမှ OP လုံးဝမပေးသေးဘူးဗျ။နောက်မှပြန်ပြီး late shake က stand ချက်မ CK shutdown game by Nico ဒါပေမဲ့လို့သွားခဲ့ပြီဖြစ်ပါတယ်။ shutdown game ဖေးလိုက်ရရဆိုရင် CK မပါရတဲ့ နေသားတစ်ခုဒီအချိန်မှာတင်းဆယ်ပန်းအနေနဲ့ဒီလော့ကိုဆက်ပြီးတော့ try လို့အဆင်ပြေနိုင်မလားဆိုတော့ကြည့်ရမယ်။ဘိုးရဲလည်းမရှိတော့ဘူး။အဲ့ဒါ four man ပါလောက်ကျန်နေသေးတယ်။ခုနကကျွန်တော်ဂျူနိုရဲ့ damage ကလည်းတန်ပေါက်ကိုပြက်ခန့်နေလေးဆဲဆဲတော့ဖြစ်သွားခဲ့တာဗျာ။အဲ့တော့ long dance ဖို့အချိန်ကတော့နည်းနည်းလေးတော့စောင်းအောင်မယ်လို့ထင်တယ်။ that side လေးပါဝိုင်းပြတ်နိုင်တယ်။ဒါပေမဲ့သူပေးလိုက်တာ light side သွားဖြစ်နေရပါတော့။ဘာပြောကျွန်တော်ဒီခုနကတော့ကျဘိုးရဲအနေနဲ့ potting ကြီးပဲ record ကြီးပါထောက်သွားခဲ့တယ်ပေါ့နော်။သူရဲ့ teammate ကလည်းတော်တော်လေးသွေးကိုင်းသွားတဲ့အခိုက်တစ်ခုမှာအကုန်လုံးတော့ပြန်ပြီးတော့ regeneration တွေ on လာပြီးတော့ပဲဒီ battle fight ကိုထပ်ပြီးတော့ဆိုင်အောင်မယ်။ lucky front line မှာရှိတဲ့ concentration မှာ on ပြီးတော့ဒီ time out unity stand dot the fuse အကုန်လုံးခေ င်းလာပြီးွားပြီဗျာ။နှစ်ယောက်တည်းဂျုံနေတဲ့နေသားတစ်ခုမှတော့ front line တိုးဖို့အဆင်ပြေပါမလား။ OB combination ပြန်လှည့်ပြီးရောက်လာခဲ့ပြီဆိုရင်လို့တန်ပေါင်းအနေနဲ့တော်တော်လေးတော့သွေးတွေကကိုင်းနေပြီဗျာ။ဒါပေမဲ့ CK ကတော့ပြန်လှည့်ပြီးရောက်ရှိလာပြီ။ 5v4 ဆိုတဲ့ saturation တစ်ခု။ဒါပေမဲ့တန်ပေါင်း rolling stone နဲ့ပြန်ပြီးရောက်လို့ရတယ်။အဲ့တော့ lucky ထပ်ပြီးတော့ပဲကျွန်တော် damage လေးခံပေးတာနဲ့ဂျားရဲမှာတော့ medicine အနေနဲ့ spare gas လေးတွေကိုတော်တော်လေးတော့ဂီယူတော့စိုက်နေရဗျာ။တော်ပလေးကိုလည်းတွားပြီးတော့ OB နေတဲ့ lane တွေပါတွားပြီး supply လုပ်မယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျာ။ Juno နဲ့ Nico နှစ်ယောက်ပေါင်းပြီးတော့ flying လုပ်ဖို့အတွက်ဆိုရင်တော့သွေးတိုင်းပါရှင်းနေရတော့သုံးမှာတော့ရလိမ့်မယ်ဗျာ။ဒီအချိန်မှာ flick ကထိုင်မီလေးပြန်ပြီးတော့စောင့်နေရပါ နော်ကျွန်တော်လက်ကြီးကိုဖြတ်ဖို့အတွက်ကတော့ကာတင်းကောရိုးပိတ်စီအကုန်လုံးပေးပါလို့ရမယ်ခွန်ဒါပေမဲ့ဆက်တိတိုင်းမဲ့တစ်ခုမှာတော့ဘက်ကစီကိုလိုက်ပြီးထိန်းတဲ့ distraction မှန်သွားပြီဒါပေမဲ့ air strike တိုင်တွန်းချက် retribution gift လာတိတ်ပဲသွားခဲ့ပြီဗျာဒါကနေလေကျွန်တော် light side op တော့ချက်ချင်းနေကြတယ်ဗျ op တန်းပြီးတော့ down သွားခဲ့ပြီ10 7နောက်ကနေပြီးတော့ကျွန်တော် damage follow up play တင်းလင်းလိုအပ်နေရဆိုရင် data တစ်ခုမှာ message ပို့ရောက်တာ light တီးနေပို့ရောက်ထပ်ပြီးတော့ကျွန်တော် walk brought ထားတဲ့ data တစ်ခုမှာတော့10 7 2မှာတော့ကိုတော့ပြန်လဲပြီးတော့ရထားပါသေးရဲ့ဗျာ2 for 1 trade ဆိုမလဲဒီချိန်မှာ low ရရှိသွားတဲ့အခိုက်အတန့်တစ်ခုမှာ melee ရဲ့ ချက်လာတဲ့ wave တစ်ခုနဲ့ပဲ fast down run ကို kflat နေသွားရောက်ပြီး force တဲ့ခဲ့ဗျာဂျက်ကင်စုံနဲ့မှသွားပြီးပဲတီးနေခဲ့အခိုက်အတန့်တစ်ခုပဲဒါပေမဲ့ cyan wave spike wave ရောက်လာခဲ့တဲ့အခိုက်အတန့်တစ်ခုမှာ cyan air strike တွေရှိနေသေးရဲ့ဗျာနောက်မှပြန်ပြီးတော့ cyan ပေးဆက်လိုက်ရတဲ့နောက်မှာ kflat မော်ရီရှော့ကလည်းပြန်လဲ four pat သွားခဲ့ပြီးဖြစ်ပါတယ်ဘာမှလည်း cp တန်ပေါက်တော့ရှိနေသေးရဲ့ဆိုရင်နေတာတစ်ခုတစ်ဖက်ကနေပြော coin yoyo place cutting got တောက်ဆောက်ကိုထိန်းထားတဲ့ဂျားထဲမှာတော့ lucky နဲ့ cp ဖြစ်နေရဲ့ဆိုရဲ့အတွက်ကြောင့်ရဲအင်းတော့တိုးလို့တော့မရဘူးဗျာ lot objective လည်းရလိုက်တယ် op လည်း down wide ဆိုရဲ better တစ်ခုက method c တော့ကတော့အလှည့်အပြောင်းတစ်ခုတော့ဖြစ်နိုင်တယ်ဗျာဟုတ်တယ်ကျွန်တော် ော်ဒီလောက်လည်းသွားပြီးတော့ပေါ်နေတဲ့ OP သွားရောက်ပြီးတော့ရှင်းနေခဲ့ပြခုနအတိုင်းပဲတခုက King Flat အနေနဲ့ Kill Speed လာခဲ့တဲ့အချက်တစ်ချက်တော့မပြောမတပ်ပေါ့သွားပြီး Disruption လည်းဂျာနေတော့ထွက်သွားခဲ့တဲ့ခိုင်းတဲ့ခုမ CK with the fighter Nico now ပြေကတ် Rages လည်းသုံးကြတော့ပြန်တော့ဖေးလာသေးတယ်လောကတော့လုံးဝပြီးဆုံးသွားခဲ့ပြီ Rotation တွေ Spacey ကြတော့ Damage Outpush တွေခံစားနေရတဲ့ခိုက်တက်ပဲ Front Line လုံးဝမတောက်နိုင်တော့တဲ့အခြေအနေတခုတော့ Team Seven ရင်ဆိုင်နေရပြီပဲဖြစ်ပေါ်နေပြ OP အတွက်ကလည်းတကယ်ကိုကျော် Position တဲရတာခက်ခဲနေရဆိုတဲ့အခြေအနေပြဘိုးရဲကိုလည်းကြီးရတယ်နောက်ကနေပြ Nico ရဲ့ Spare Range Cast ကိုလည်းသူ Already အမြဲ င်းနဲ့နေနေရတယ်ဆိုရင်ချင်းနေပေါ်ရဲ့ flicker ultimate တွေကြားထဲမှာတော့ထပ်ပြီးတော့ပဲ op instant တော့ပြတ်သွားခဲ့ပြီဗျာဟိုးနောက်မှာလဲရှင်းရန်ရှင်းရန် your place can ရတဲ့ခိုင်တဲ့ခုပြန်လဲ four best wins by win တုံးပြီးွားခဲ့ပြီဗျာ online မှာရှိနေ backer တော့တစ်လုံးပေါ်ထပ်ပြီးတော့ mid the scene တိတ်ပဲလို့သွားနေနေပဲ type ရှင်းလေးနေပဲအကောင်ပြန်လဲပြီးတော့ four best သွားခဲ့တဲ့နောက်မှာတော့ sign lane position တစ်ခုပြန်လဲပြီးတော့လုံးပြမယ်လောဘဘတော့ကလည်း60 second လောက်ကျန်နေသေးတယ်ဆိုမှလဲ mid the scene first lane to ya like the advantage ကတော်တော်လေးကိုများတယ်ဗျာနေရာဘောင်းဆိုဖက်ဘောင်းဆိုကနေပြီး pressure ပေး းနေတဲ့ dimension ကြီးရဲ့ဈာထဲကနေပြီးတော့ T7 နဲ့အားလေးတိုင်မဲ့တစ်လျှောက်ကိုတော့စိုးမိုးထားခဲ့ရဆိုပြီးမလို့ဒီအချိန်မှာ lock တိုင်မဲ့အလဲအပြောင်းတစ်ခုမှတော့ troll လို့တော့ခံစားတော့ခန့်နေတဲ့တန်ပေါက်ထပ်ပြီးတော့ပိတ်မိထားရပြဒါပေမဲ့ခွန်တယောက်တည်းဖြစ်နေရဆိုတဲ့အတွက်ကြောင့် damage ဘိုင်းကတော့လုံလောက်မှုတော့မရှိသေးဘူးအဲ့တော့နောက်ထပ်ကျွန်တော်တို့ lock object တစ်ခုအဲ့ lock object တစ်ခုကိုပဲထပ်ပြီးတော့စောင့်ရမှာပဲတုံးကောင်နေရဲ့အားလေးကြလို့ပြောရမယ်ကျွန်တော်တစ်ဖက်က percentage နဲ့ပေးနေရဲ့ damage တွေကတအောက်များတယ်ဗျ divine glass တွေရော glowing one တွေရောပါတယ်နောက်ပိုင်းမှာကျွန်တော် fusion lantern တွေမှာပါရမယ်ဆိုရင်တော့ပို့ပြီးတော့စိုးနိုင်ရေပေါ့နော် juno ဒီမှာလေး light တက်ချုံတွေမှာပါလာတယ် concentrated energy လေးပါထပ်ပြီးတော့ထည့် ထားသေးတာအဲအတွက်ကြောင့်ဂျူလိုပြစ်သမျှ damage တွေဒီသူဒီပြန်ပြီးတော့ spare fans တွေတက်လာမယ်ဆိုတဲ့အခြေအနေတခုပဲ king flag ကတော့ခုနအောက်ပလေးတကွာပါတယ်တော်တော်လေးအဆင်ပြေသွားတယ် diver shift flanking တော့ပိုရဲပြန်ပြီးတော့ wall ဖြတ်ကတက်တော်လေးချက်မှာ wave ပေးတာဆို mount shot က stand ရမှာ CK ပြန်လာဝင်ရပြီ rage slap ပေးခြင်းလည်းဆိုပြီးလေနီကိုပြန်လာ forward နေခိုင်းတဲ့ခုမှာ battery ရဒီတိုင်းလေးပဲကြောက်သွားခဲ့ပြီဗျာ ultimate တွေတော်တော်များ py ဆိုတဲ့နေသားတခုတင်းဆက်သားအနေနဲ့ counter attack ကလေးများပေးခြင်းမလားအဓိက lucky ကိုဝင်ပြီးတော့ရှင်းလိုက်တာဗျာဒါပေမဲ့ lucky အနေနဲ့လက်တရင်လက်တင်လေးလွတ်သွားခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးအနေသားတခုကိုတော့သွားပြီးတော့တွေ့ရတယ်ဒီအရှင်မက်သစီ နေနဲ့ low position ကတော့တာဝါခဲ့မှာဗျအဲ့တော့တန်ပေါင်း lucky အနေနဲ့တိုးချင်တိုင်းတိုးလို့မရတဲ့အခြေအနေတစ်ခုကိုတော့ကျွန်တော် CN OP ကသူတို့ရဲ့ damage တွေသူတို့ရဲ့ zone အနေနဲ့တော့ပြန်ပြီးတော့ဖြည့်ရှင်းမှတော့ရတော့ဒါပေမဲ့ဒါပေမဲ့တကယ်အဓိက main core ဖြစ်နေခဲ့တဲ့ carry တကောင်ဖြစ်တဲ့ OP အနေနဲ့ကတော့ network မှာ nine 9000နီးပါးဖြစ်သွားပြီ ya ကျွန်တော်ကျွန်တော်တစ်ဖက်မှာ king flat အနေနဲ့ tanky ဆိုတဲ့အခြေအနေဒီခုမှာ तू က 9k ဆိုတော့ ਨੇ ရပြန်ပြီးတော့ line line ဆိုတဲ့အခြေအနေဒီခုမှာဖြစ်တယ် rosie ကတော့ကျွန်တော် ਨੇ လေးမြောင်းတော့ကျော်လာခဲ့ပြီ ya 嘿，那图罗没 out，k n 那 PK 那边康威也是比较 G 了，Lucky 单包，单选杨飞，卢罗没 out，那 PK la, 那里就 Chuno Nico Game Flash 都是新的 D S role，那比达卢罗没 out，比啊，I don't know，那 PK 那边 M Machine，那 Live 这边比阿帕拉给比单包，那 Lucky 多阿比阿 Paymines，苏比了 CK，阿比阿单选杨飞，苏比 normal 的 Brave Fight，阿比阿比 T 奈，单比 Chuno，单比阿比唐阿给，哦，那比阿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  Donnie Chan Tony，苏比阿 War 的马泰 War 的凯尔库马瑞西马威达 Kron，凯拉给那康马，阿单阿给比拉给阿比啊，Donna 马鲁 Willa Willa Lipchini 给苏比阿 Lucky，Uneast 比阿比阿凯尔库马 Swine。 တယ်ပြန်လဲ4 back နဲ့ခိုင်းတယ်ဗျာ Nico ရှင်းအောင်တော့ပြန်ရလိုက်တယ်ဗျာဒါပေမဲ့ Lucky Frontline တောင်းနေတဲ့ခိုင်းတဲ့ခုမှ OP Lucky တန်းပေါက်3ရောက်ပေါင်းပြီးတော့ဒီ log ကို game board အတွက်စတင်ပြီးတော့ try နေခဲ့ပါပြီဒီဘက်ကနေလည်း game flash ရှိနေသေးတယ်ဆိုတော့အခြေအနေတစ်ခုဗျာအဲ့တော့ lock down စင်းတစ်ခုတော့အရင်ဝင်ရဲနေလို့တော့မရဘူးဒါပေမဲ့ OP ရဲ့ damage တောင်ရှိနေသေးတယ်ဒီဘက်ကနေပြီးတော့ now the dimension ကျလိုက်နေတာကဘာအပိရောင်းတော့ယုံထွက်ထားတယ်ဘလော့စကောမန်တီရောနဲ့ကြားထဲမှာတော့ရောင်းတော့ယုံထွက်ထားတယ်ဆိုတော့ game flash redistribution ဘယ်သူမှမရောင်းအောင်လဲဆိုတော့ lucky redistribution ကတော့တက်ပြီးတော့သိမ်းပိုက်လိုက်ရင် seven ဒီပရက်ဆာမှာတော်လေးတော့တက်ရောက်သွားခဲ့ပြီဗျာ shot in white ult ပါပေးလိုက်ရဆိုတဲ့ပုံစံတစ်ခုပဲဗျာအောက်မှာ crease နေတယ်ခိုင်းတဲ့တစ်ခုပဲ throw ကိုပြန်လဲပြီးတော့ defenses ck လုံပေးထားသေးရကျွန် second law ရွာနေခိုင်းတဲ့တစ်ခုမှာတော့ဒီချိန်တက်လာမဲ့ wave တွေကိုပြန်ပြီးတော့ medicine defense တော့လုံရမယ်ဗျာဘိုးရဲ့ response ကောင်းကောင်းနဲ့လုံပေးခဲ့တဲ့ tight rotation ချက်တစ်ခွက်ကောင်းနေဆိုပေမဲ့ diversion နဲ့ကြလာခဲ့တာက nico တစ်ကောင်နဲ့သွားဖြစ်နေခဲ့တယ်ပြီးွားရကျွန်တော်တစ်ခွက်က damage ပြတ်တဲ့ rose go ကြားထဲမှာကျွန်တော်တစ်ခွက်က op နေနဲ့ down shot ဆိုသူ skb လုံပြသွားရဲ့ moment လေးကလေတကယ်ကိုကောင်းသွားခဲ့တယ်ဗျာတကယ်ကိုကျွန်တော်တို့ဒီ gain ဆန်ဟောပေါ့နော်ပြီးွားတော့ကျွန်တော် response ဟောတော်တော်လေးကိုကောင်းသွားတယ်လို့ပြောရမယ် live site ပြီးွားတဲ့အနေဒါတစ်ခုဒီနေဒါတစ်ခုကိုတော့ကျွန်တော်တင်း7ဘလို့မို့ခွင့်ကောင်းယူနိုင်မလဲ battery check ယူနိုင်မလဲဆိုတော့ကြည့်ရမယ် op တောက်6ကို tower only aiming ထားနေတဲ့နေဒါတစ်ခုမှာတော့ task ဖို့အတွက်လူဆိုတော့တိတ်တော့မရှိဘူးအဲဒီကြားမှာတော့ဘိုးရဲ flying clock လေးနဲ့တော့ချီနေတော့ကြည့်နေသေးတယ်ဗျတင်း7နောက်ကနေပြန်ပေါ့ rolling stone တော့တက်လာတဲ့နေဒါတစ်ခုမှာတော့ formation လေးပြန်ပြီးတော့တည်နေသေးပဲဗျာကဲဆိုတော့ million tower တစ်လုံးတော့ op ရဲ့ပြည့်ချက်နဲ့အတူပဲ mega tower ပေးအပ်လိုက်ရပြီအပေါ်မှာတက်လာတဲ့ lock ဖွေးဗျာသူရဲ့2800 ောင်းများတယ်ဒီချိန်မှာပြောပြီး high ground ကဘိုးအတွက်ကိုဆိုဂျူနိုရဲ့ dead side တွေကဖေးမာကိုရလိမ့်မယ်ဗျာမော်ဒီရှင်ကလေးကို on ပြီးပါပြီ air strike မှာ two man သွားပြီးတော့ထိတယ်သွေးတုတ်ဝက်နေပါပြီ destruction လေးပေးတော့ပြည်ဒီကတော့ပေါ်တဲ့ mega tower တလုံးသူတို့ဖိုးကျင်တာဗျာဟုတ်တယ်အရင်ကတော့မလွယ်ဘူးဆိုတဲ့အခြေအနေပေါ့နော်တင်းဆဲပဲပြန်ပြီးတော့ four back လာဒါမှမဟုတ်ရင်ပဲ bottom side လေးကိုပဲအွေလေးသွားမလားဆိုတော့ကြည့်ရမယ်သူတို့ပြန်ပြီးတော့ four back သွားပြီဗျာဒီက counter attack ပြန်ပြီးပြီးတော့မဖြစ်တင်တာတွေဖြစ်သွားမယ်ဆိုတဲ့အခြေအနေတွေအားလုံးသူတို့ပြန်ပြီးတော့ရှောင်ရှားမယ် dot objective ကိုပဲစောင့်မလားပေါ့ခုန OP ရဲ့ movement တွေဒါမျိုးကြောင့်ထပ်ပြီးတော့ဖြစ်မယ်ဆိုရင်တော့ methodology တော့ကမလွယ်ဘူးဒါတော့အမှန်ပဲကျွန်တော်ခုနကပြောခဲ့သူပဲ network ော့ King Flat နဲ့မတိမ်မရင်ပဲဗျထိတ်ဆုံးဆိုတဲ့နေရာတစ်ခုမှာ OP နဲ့ရောင်းနေခဲ့ပြီဆိုတော့ Ida Beef Quaha Jet တစ်ခုကတော့ Massman နဲ့ကျွန်တော် Magic Damage ပေးနေခဲ့တဲ့ Spare Castle နေကြားထဲမှာ Quaha Jet တစ်ခုတော့ရှိနေလိမ့်မယ်ပေါ့နော်ဘိုရဲအနေနဲ့ကလည်းသူရဲ့ Tactical Check တွေအဓိကကျော်ဒီ Walker တွေ Barricade တွေဒီယာတွေကိုလည်းကောင်းကောင်းကြီးလုံးပြခဲ့ဆိုမဲ့ Follower Damage က Juno အစောကြီးပြတ်သွားခဲ့တာဗျအဓိကကျော် Flying သွားဖို့တော့ကြလိုက်ခဲ့တဲ့သူရဲ့ဒီ Diversion တစ်ခွက်ကအနောက်ကနေပြီး CK ပြန်ပြီးတော့ Respond ပေးလိုက်တဲ့အရာတစ်ခုကြောင့်ပြောရမယ် Dampout တော်လေးတော့ကိုင်းသွားခဲ့ပြီဗျဒီကတန်ပေါ Instant Wine ရှင်းဖို့တော့ကတော့ကြိုးစားလိုက်တာပေါ့နော်ဒါပေမဲ့လေ10 7 member ါတွေကျွန်တော် back gap တွေအကုန်လုံးပြေးရှိနေရဆိုရဲအခိုက်အတန့်သူတို့အနေနဲ့ဘလို့မှမတက်တာတွေဆုံးသွားတော့ low objective fight တစ်ခုပဲနှစ်သင်းလုံးအနေနဲ့ရွေးချယ်ရတော့မှာဗျကဲဆိုတော့ဒီနေရာမှာတော့ Mitsi Gerard PL ရတဲ့ Mega Tower တလန်းဗျတစ်ဖက်မှာလည်းကျွန်တော် Mega Tower တလန်းကိုပြန်ပြီးတော့ပေးထားတယ်ဒါပေမဲ့သူရဲ့ impact ကပြန်ကြည့်ရမယ်ဆိုရင်စိုင်လေးကပို့ပြီးတော့တားတယ်အဓိကကျွန်တော်တစ်ဖက်က D7 အနေနဲ့ online တက်လာတဲ့ wave တွေဒီ super mini wave မဟုတ်ရင်တော့မှ mega mini wave ဖြစ်တဲ့အတွက်ကြောင့် normal နဲ့ရှင်မယ်ဆိုရင်နည်းလေးတော့ကော့ရတယ်ဗျတစ်ဖက်ကကျတော့ mini ကိုပေးထားတာဆိုတော့ Mitsi ကအမြဲတမ်းမျက်မှောက်ရှိနေမှာဆိုတော့ဒီတက်လာတဲ့ wave တွေကိုသူတို့အလွယ်တကူရှင်းလို့ရရွှဲအခြေအနေပဲ ဲ့တော့ OP position ကတော်တော်လေးကိုတော့ကဲနေရတာဗျာ OP အတွက်ရေးကြီးရတော့ဒီပွဲမှာတော့ position ပဲပေါ့နော်သူရဲ့ position တွေကတော်တော်လေးကိုတော့စကားတော့ပြောသွားမှာသူမကြသေးဘူးနောက်ကနေပြစီရန်ရှိနေတဲ့ပြေးရတော့ Dane 7အနေနဲ့ကောင်းကောင်းကြီးတော့ initiate လို့တော့ရတယ်ဒီအချိန်တွေတခုမှတော့ low ball လာဖို့10 second ဝင်းကျင်နေထားဗျာဒီဝင်းကျင်နေထားမှာနှစ်သိန်းလုံးအနေနဲ့ဘာတွေများပြင်ဆင်ထားမလဲဆိုတော့ကြည့်ရမယ် late spray push တွေ aim face တွေဒီအချိန်မှာကျော်ကွာဟနေတယ်ဆိုတော့ network gap လေးတွေကတော့ပြန်လဲပြီးတော့ပဲအသေးသေးဂျူပြီးသွားပြီဂျူနိုမှာလည်း holy crystal ပါလာခဲ့ပြီဆိုတော့သူရဲ့ damage တွေဒီအချိန်မှာ impact ဖြစ်လာတော့မလားဆိုတော့ကြည့်ရမယ် damage အများဆုံး ုံးဖေးနိုင်တဲ့ IDA base တခုသူ့အနေနဲ့ပြီးွားခဲ့ပြ။ OP ကတော့ဝင်းအောင်နေချာကြီးဖက်ခဲ့တာ။တိုင်ပါလိချက်တွေမှာဖေးပြီးတော့ဖြတ်တာ CK ဖြတ်သွားခဲ့ပြ။ Ultimate ကတော့ကျွန်တော်မရှိတော့ဘူး။သို့တော်လည်းဒီ second time တခုမှာတော့ကျွန်တော် forward the fight saturation met the scene နေနေလေးပို့ပြီးတော့အားတာတယ်ဗျာ။ခြေတလန်းကြုံသွားတဲ့အနေဒါတခုပေါ့နော်။ဒီအနေဒါတခုမှာ met the scene နေနေတော့အခွင့်ကောင်းတော်တော်များများတော့ပိုင်ဆိုင်လိုက်ရပြီလို့တော့ပြောလို့ရမယ်။ဒါပေမဲ့တစ်ဖက်ကနေပြီး OP ရှိနေရဆိုတဲ့အချက်ကိုတော့မေးထားလို့တော့မရဘူး။ Bloodline frontline နေတော်တော်လေးကိုတော့ကျွန်တော်ခီးဆိုင်ရမယ်ဆိုတဲ့အခြေအနေမှာတော့ met the lord dance တခုကိုတော့စတင်ပြီးတော့ပဲပြုတ်လုံနေပြီဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော် Quem Floquinho é Flaquinho. သူအနေနဲ့တော့စတင်ပြီးတော့လုံနေခဲ့တဲ့ Airstrike Juno ခံလိုက်ရပြီတစ်ချက်ပဲကျွန်တော် live site ကတော့ပေးလိုက်ရပြီဗျာအဲ့အတွက်ကြောင့်သတိထားရမယ်ဆိုရင်ခိုက်တက်ပဲ Distraction နဲ့ Bubble ဝင်ပြီးတော့ပြစ်မယ်ဆိုရင် Juno နဲ့ဘယ်လိုမှတောင်းခံနိုင်မှာမဟုတ်ဘူး Lucky ကတော့ live ပြီးတော့ကြည့်နေသေးတယ်ဗျာ Tap out နဲ့တူတူဒါပေမဲ့ front line မှာပေးနေတဲ့ True Damage ကသူလည်းမခံနိုင်ဘူးဖြစ်နေဟုတ်တယ်တစ်ခါကလည်းပြီးတော့ Cornigo တောက်ရှောက်ကို front line နဲ့မထားထားရဆိုရင်ဂျာတန်ကနေမတစ်စစ် Juno အနေနဲ့တော့ object ကိုတော့ထပ်ပြီးတော့ပိုင်ဆိုင်လိုက်ရပြီဆို Distraction Juno တို့သွားပြီးတော့ manage ဆိုတော့ထပ်ပြီးတော့ speed ရဆိုရင်ဂျာလည်းမ live site ကိုတော့ right time ပေးထားသေးတယ်ဗျာဒါပေမဲ့နောက်ကတည်းက body blind front နေတဲ့ဂျာလည်းမှတော့ corner ရောက် တော့ယူထပ်သွားသေးတယ်နောက်မှတော့ဘုံရဲပြန်လည်ပြီးတော့ sacrifice ထားရဆိုပေမဲ့လို့ CN ခွန်တော့ရောက်တော့ယူထားသေးတယ် lucky ထပ်ပြပါ IOS ပေးနေရကြားထဲမှာတော့ CN တပက game flash ကိုတော့ immortal တော့ခြာလာနိုင်ရသေးတယ်လုံးဝ immortal right တိုင်းပြန်ပြီးတော့ switch ပေးသွားတယ် game flash တခွက်ကတော့ trolley ကောင်းသွားခဲ့တယ်ဗျာ စီးရဲအနေနဲ့ဒီနေရာမှာသွားပြီးတော့ပဲ live ပြီးတော့ type တယ်ဆိုပေမဲ့လည်းဒီရိုကီရလိုက်ရင်တော့အမျက်ပဲသို့တော်လေသူကိုယ်တိုင်ပြန်ပေးလိုက်ရတဲ့ခိုင်တဲ့ခုမှာ medicine ဒီရသွားရဲ့ law နဲ့အတူပဲတခါလေးတက်လာမယ်တက်ခင်တစ်ခုတော့ပြန်ပြီးတော့ပဲ team seven defensive လုံးရပါအောင်မယ်ဗျာ CM မပါတာလွဲလို့တော့ကျွန်တော်ကောင်းကောင်းကြီးတော့ပြန် defend လို့တော့ရသေးရဲ့ခုန CK တွေနဲ့အားလေးကြောက်ရတဲ့အနေထားတစ်ခုပေါ့နော်အဲ့ impact ကြီးကိုကောင်းကောင်းလို့တော့ကျွန်တော် team 7နေနဲ့ဒီချိန်မှာခံစားနေရပြီ now up gap တွေအကုန်လုံးပြန်ပြီးတော့ equality ဖြစ်လာရဲ့ဆိုတဲ့အနေထား Juno အနေနဲ့ကထပ်ပြီးတော့ winner crown တွေပေါင်းထည့်ပေးထားသေးတယ်ဆိုတော့ dimension dimension လေးအုပ်လိုက်ကြည့်ပြန်လဲပြီးတော့ကြာလာခဲ့တယ်ဆိုတော့ တင်းဆက်ဖက်ဘာမှပြင်ဆင်ထားမလဲထပ်ပြီးတော့ distraction မန်နာရဲ့ဂျန်မတဲပေါက်လက်ကီဝင်းဒိုးဖို့တော့မစင်းစားသေးဘူးဗျ live site ရှိရဲဆိုမလဲဂျူနိုအနေနဲ့တစ်ဖက်က OP ရဲ့ပြစ်ချက်လုံးဝမခံစားနိုင်ဘူးဆိုတဲ့ခိုက်တိုက်တွေပြ Rose score ကြီးပါတယ် BY immortality တွေပါတယ်ဒီယာကြီးက OP အတွက် SK ဖြစ်ဖို့အတွက်လုံလောက်တယ်လို့ပဲပြောမယ် Nico flick ကပေးလိုက်ရပြီ lucky ကျွန်တော် live ပြောမယ် slow fat တွေပေးလိုက်တဲ့ခိုက်တိုက်ခုမှာတော့ပြန်ပြီးတော့ teammate တွေကာမီးသားသေးတယ်သူတို့လည်း white chat တော့3 man မှာတော့ face fight ပြန်ဝင်လာမှာ Nico immortality ပြန်သွားစစ်တားသေးတယ်ဆိုမလဲဘုံရဲ့ကာမီးသားတဲ့ခိုက်တိုက်ခုမှာ king flap ပြန်လည်းပြင်းထွက်တယ်မ Nico လုံးဝမတည်သေးဘူးဗျ ပြတန်ရောစင်နေတယ်မှာတော့ဒီတန်ရောစင်ကတော့အခိုင်ဆုံးပဲဗျဒီအချိန်မှာတော့ Time Machine နဲ့ပြန်လည်ပြတ်ပါ Four Back သွားတယ်ခြားထဲမှာတော့ Juno ဘာ Power ရဲ့ဆိုတော့တေချာဘောကို Method C အနေနဲ့ကတော့လုံးဝတက်မှာတော့မဟုတ်တော့ဘူးကဲကျွန်တော် no objective dance ပဲထပ်ဆောင်အောင်မယ်ဗျဒီညမှာတော့ကျော် mega tower တစ်လုံးတော့သူတို့ရလိုက်သေးရဲ့ဗျဒါပေမဲ့လည်းကျော် op ရဲ့ပြည့်ချက်ဘလောက်များနေလဲပြီးွားကျော်တစ်ဖက်ကနေပြီး front line hero တွေများပြားနေတဲ့ character တစ်ခုမှာတော့ magic outpost ထုတ်နေတဲ့ဒီနှစ်ကောင်တွေလုံလောက်မှုမရှိဘူးဆိုတဲ့ပုံစံတစ်ခုဖြစ်နေခဲ့တယ်အဓိကတော့ကျော် rotation dispatch ကိုကျော်ဒါ3ယောက်4ယောက်လောက်ထိသွားပြီးမှန်နေမယ်ဆိုရင်တော့ nico ဒီသူ damage outpost ကိုကောင်းကောင်းပေးနိုင်တယ်ဒါပေမဲ့ခုနလိုမျိုး moment အပားလေးတွေက ်လက်ကရီဖေးလိုက်ရတယ်အင်ပိုတလက်ဒီပြန်ပြီးဆွစ်ပလိုက်ရတယ်ဝင်းနာခရောင်းနေပါဒီချိန်မှာပြန်ဝယ်နေရပြီဆိုတော့သူသာအခက်မသိကြာမွားမယ်ဆိုရင်တော့ဘယ်တော့မလွယ်ဘူးဗျဒီပွဲကဟုတ်တယ် OP လဲဝင်းဟောနေချားတွေပါပဲထပ်ပြီးတော့ join ထားရတယ်ဗောနော်ဒီချိန်မှာ method c အနေနဲ့ back get position upper hand တော့စတင်ပြီးတော့ရရှိထားတယ် team 7အနေနဲ့ခုန low fight လို့အမှားမျိုးတော့ထပ်ပြီးတော့မမားဖို့အတွက်ကတော့လိုမယ်အဲ့တော့ lane spray push ကိုတောက်လျှောက် OP လို့ဝါပြီးတော့ distraction နဲ့ better join နဲ့ဓာတ်မွေမဲ့ငါးအောင်လုံးပြုံပြီးတော့တခါလဲတိုးလာမလားဗောနော် ဘယ်တော့မဖြစ်ဘူးเนาะကျွန်တော် lucky အနေနဲ့ကတော့ down လောင်းပွတ်ရှိတခုသွားပြီးဟိုးချင်တာဗျဘိုရဲကတော့တော့သူ့ရဲ့ sense နဲ့ပဲလိုက်ပြီးတော့ကြည်ပေးထားရဆိုတဲ့အချိန်နေတန်ပတ် bad line ဝင်မဲ့အရာတခုကလည်းဟိုပျက်စီးသွားခဲ့ပြီဗောနော် game flag ကတော့ကျွန်တော်သူ့ရဲ့ဒါ level 1လေးရှိနေတဲ့အခါတခုမှာ city injury တွေပါပြီးတော့ဖေးလို့ရရဆိုမလဲဒီ level 1 type တခုလည်းသူ့အနေနဲ့ spare gas တွေထလပပလုံးနိုင်မှာရလိမ့်မယ်အခက်မသိ level 1မရှိတဲ့ type တွေမှာတစ်ဖက်ကဝေဒိုက်လာတဲ့အရာတွေဥပမာကျွန်တော် CK ရဲ့ lane shake က register တွေခံလိုက်ရမယ်ဆိုရင်တော့သူဒီလဲအဆင်ပြေမှာမဟုတ်ခုနအနေထားမှာဆိုရင်ဒီ high ground အတက်တဲ့ wave မှာ CK ရဲ့ န်တဂျီခွန်အေးပတ်တဲ့သူတန်းချသွားတာဗျာဟုတ်တယ်ကျွန်တော် way 3အပြီးမှာတော့တကယ်ကိုကျွန်တော် shot one နေရာမှာဥဆောင်ထားခဲ့တယ်ဆိုရင် team 7တော့ဒီအချိန်မှာ tight defender pp ရောတော့ medicine ပြန်နေပြီးတော့ပဲအချိန်နဲ့စောင်းနေရလို့တော့ပြောလို့တော့ရမယ်ဗျာအဲ့တော့ cn air strike နည်းနည်းလေးစောသလားလို့ပေါ့နော်ဒါပေမဲ့နောက်ခါနေပြ lucky ck backup ပါနေတဲ့အနေထားတစ်ခုမှာတော့ရိုင်းတိုးလို့တော့မရဘူးအဓိကလည်း online မှာ position သွားပြီးပေါ်နေတာဗျာဒါကတော့ကျွန်တော်ပုံမှန်ပဲဗျာနော် diversion နဲ့လည်းကျွန်တော် ခက်မသိပြင်မဲ့ season လေးပဲသွားပြီးတော့ဒီ log ကို join လို့ရတယ်ဆိုတော့လေလော်နာမှာလည်းကျွန်တော်ဒီမှာခွန်ကနေပြီးတော့ vision ယူဖို့အတွက်တောင်းဝင်ယူထားပေးသေးတယ်ကျွန်တော် online မှာတော့တရားမို့တရား ကတော့ပြန်ကားရမယ်ဗျာအဲ့ဒီအရာတစ်ခုတော့တစ်ဖက်က OB အနေနဲ့တာဝန်ယူထားရပေါ့နော် distraction မှန်ရင်တော့ battery combination မှာချက်ချင်းဆိုလိုပဲဝင်ရောက်လာနိုင်ရတော့ရှိတယ်တန်ပေါက်ညတော့ညက်နေခဲ့ပြီဗျ Total fuse and your fail လိုက်ရပြီ ultimate time တစ်ခု second 20နီးပါးတော့သူ့အနေနဲ့ပြန်ပြီးတော့စောင့်ရမယ်ဆိုတဲ့အခြေအနေတစ်ခုပဲဗျဒါပေမဲ့ဘေးရင်ကဲရမှာတော့ CKE ကတောက်လျှောက်ကိုတော့ကြည်ပေးနေရပါဘောနော်ကျွန်တော်အဲ့ဒီချက်ကိုတော့မေးထားလို့တော့မရဘူးအဲ့ဒါတော့ကျွန်တော်နည်းနည်းလေး battery setup လေးတွေကိုပြန်ပြီးတော့ကြည့်ရမယ်ဗျခွန်ရင်ဆုံးပြတ်ခံရမလားဆိုရင်တော့မလွယ်လောက်ခွန်ရင်ဆုံးပြတ်သွားခဲ့မယ်ဆိုရင်တော့ medicine အနေနဲ့ battery တိုက်ဖို့တော့ကတော့မလွယ်လောက်ဘူးဗော front line မရှိတော့အဲ့ဒါဘိုးရဲတယောက်တည်းက technology ချက်တိ ုက်ဖို့အတွက်ဆိုရင်တော့ခေါင်းတိုးပြီးဝင်တိုက်ရင်မလွယ်ဘူးပြစခွန်အော်ဒေါ်လီသွေးကိုင်းသွားပြီအပေါ်မှာရှိနေတဲ့ကုံမုတ်ခီတကောင်တော့သူ့အနေနဲ့သွေးပြဖြည့်မလားဆိုတော့မရဘူးကင်းဖလက်စားသွားတယ်ဆိုတော့အိမ်ပြန်ပြီးတော့ပဲသူ့သွေးပြဖြည့်ပြီးတော့ပြန်လာပါတော့နော်ပြန်လာခဲ့ပါတော့ဘာမှဖြစ်ဘူး flying clown ဆိုတော့ clown ဆိုတော့နော်ပြန်လာခဲ့ဆိုတဲ့လမ်းစဉ်လေးကိုပဲပြန်နေပြီးတော့ရွေးချယ်လိုက်တယ်ဗျအဲ့တော့ OP ပြစ်နေတာကြီးကလည်းဒီအချိန်မှာတော်တော်ကြီးတော့ penetration ကတော့များနေပြီဆိုတော့ battery ဆိုင်ရတာကြီးကသင်းလုံးရဲ့ spare case တွေရောကျွန်တော်ဘယ်လိုဆက်တပ်တွေရောအမှားပါလို့တော့မဖြစ်ဘူးအဓိက target lock နဲ့ spare case တွေမဲ့ဗျာနော်ကျွန်တော်တစ်ခါ target lock ဖြစ်နေခဲ့တဲ့ OP ဒီကျွန်တော်မြင်မမြင်ပြစ်လို့ရရဆိုတဲ့အခြေအနေတစ်ခုမှာတစ်ခါက 尼古内就努个 PK 英雄，他那把把 PMIO，总比你矮。不 <noise> 过，你家古劳曼什曼贝比亚，奥马尔倒波是古劳 PMIO 被 hold 住。台北市里头 CMA game，OP，Johnline 和凯特 S game 啊嘛诺。今天啊嘛诺 Game Flash 尼古内，总要弄个东西。打爆，对吧？比比亚。就哎，什么打爆尼内？昨天比比亚 PK 他们拉索 GAM，我刚才比个电视上，PK 出来，你打的可嘛有牌的，你又搞到配件，你给，我刚才比个 KONI，那光光咪有，那跑的那 plot 啊比的比啊。哎，Game Flash，Weibo 就搞这些，不然嘛 Watchers 来个，古来尼什内就把 OP，他比比亚倒瓦 game 比啊。 We not crawl, <laughs> we don't care out oh. there, <laughs> kind of oh. come unity stone. <laughs> Beat out the fashion style, go no no go like never see ya. We spy with yellow beard, I'm about to don't want to call. Immortality, yellow beard, sit down and kite them out, type of shit. All up, yeah, see, see ya. Pyaka, like, I never miss the sea. River fashion, go, Pyata, Nibia. Baby, I'll bet you the dogs are with genius, so the giant model, 10 7, but no, 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 CK, yellow beard, the boy, what 20, and you don't come on, Christian, throw only, target tower is a mighty sea. နေနေတော့ဒီချိန်မှာတော့10 7ကိုဂိမ်းနံပါတ်1မှာစတင်ပြီးတော့အနိုင်ယူလိုက်ပြီပဲဖြစ်ပါတယ်ရက်တလုံးမရခဲ့တဲ့နိုင်ပွဲတွေကိုဒီချိန်မှာမသိစင်းနေတဲ့ဂိမ်းနံပါတ်1 10 7ကိုရက်တန့်ပေးလိုက်ပြီပဲပြောရမယ်ဗျာဒါပေမဲ့လည်းသူတို့ဒီလွန်လင်းတကူရင်ဆိုင်လိုက်ရတဲ့ပွဲတော်ပွဲမဟုတ်ဘူးဆိုတာတော့ကျွန်တော်အင်ဂိမ်းထဲမှာတွေ့လိုက်ရတယ်ပေါ့နော်ဟုတ်တယ်ဘိုးရဲနော်ကျွန်တော်ဘိုးရဲ flicker chef တွေကတကယ်ကို surprise ဆိုင်နိုင်တယ် surprise တိုင်းနိုင်တယ်ဗျာနော်အဲ့နေရာမှာဂျူနိုကအပေါ်မှာကျွန်တော်မျက်လုံးလေးကျွန်တော်မြင်လိုက်သေးတယ်ဗျာမျက်လုံးလေးဖြစ်နေတာနော်မျက်လုံးလေးပပပနဲ့အဲ့ဒါကိုကျွန်တော်ဘိုးရဲကတော့တွေ့တာတွေ့ ရနော်ချက်ချင်းပဲကျွန်တော် तू လောက်ခံနေတဲ့နေရာတစ်ခုနေ तू ပြန်ပြီးတော့လောက်သွားရဆိုတဲ့အချိန်တွေတစ်ခုပဲဒါပေမဲ့ဘူရဲတယောက်ကိုပဲချီးကျူးလို့မရဘူးဗျအဲ့နေရာမှာဒီအနောက်ကနေပြီးဘက်ပလိုင်းမှာ air striker နေတဲ့နေရာကိုပြေးဝင်သွားတာခွန်ဟုတ်တယ်ပြီးတော့ Nico ရဲ့ dimension နေကျွန်တော်နေရာတိုင်း everywhere မှာရှိနေတယ် Nico is เนาะကျွန်တော်အဲ့ဒီခုကိုတော့နေလိုက်ပြီးတော့ဂယူးဆိုတော့စိုက်ရမယ်နောက်ပွဲကျရင်တော့ဘယ်လိုမျိုး traveling phase တွေဘယ်လိုမျိုး play setup တွေနဲ့ team 7ဒီ test 1 pp ပြန်လာမလဲဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်ဒါပေမဲ့ဒီပွဲအပေါ်မှာတော့ကျွန်တော်ရဲ့ planning list တွေနေရာကိုဘာလို့များဆွေးနွေးသွားမလဲဆိုတော့ကျွန်တော်တော့ရောက်ပြီးတော့နောက်ထောင်ကြည့်လိုက်အောင်ဗျာ မသက်စေးရတော့เนาะဂိမ်းဝမ်းမာရင်လုံးဝကိုဒါမထင်မှတ်ထားရဲ့เนาะပုံစံတစ်ခုနဲ့တော့အနိုင်ယူသွားခဲ့ပြီဆိုတော့တကယ်ဒီဂိမ်းဝမ်းကြီးရတော်တော်လေးအားရကျင်နေဖို့ကောင်းပါတယ်တကယ်ကောင်းတာเนาะဘာလို့လဲဆိုတော့ဒီ we 3 day 1ရအဖွင့်ပွဲမှာနေမြေမြန်ဆိုင်ပဲဗျာเนาะမသိအသေးကြီးနှသိရင်ဆိုင်နေတဲ့အတိုင်းပဲတင်းဆန်းကလည်းသူတို့ထွက်လာတဲ့ drop စီအားလေးမှာတွေတော်တော်လေးကအရန် strong ပါတဲ့ draft တစ်ခုထုတ်လာတယ်။အဲ front line ၃កောင် draft ကိုမှနော် Roma အပိုင်းခြားမှာလဲ Barca လို hero မျိုး revitalize နဲ့ဆော့လာတယ်ဆိုတဲ့အပိုင်းမှာတော်တော်လေးကိုမှအားလီဖြည့်ရှင်းရတာခက်ခဲတယ်ပေါ့နော်။ဒါအောင်လဲ Messi ဖြည့်ရှင်းရတဲ့အပိုင်းကတော်တော်လေးကောင်းတယ်ဗျ။อืมပြောမှဆိုလို့ရှိရင်တစ်ဖက်ကအားလီမှာဒါ objective ဒီယူမဲ့နော် draft ထွက်လာရင်ဒီ objective တွေမှာလိုက်ပြီးတော့ဇုံးနေတောက်လျှောက်လိုက်ပြီးတော့ခန်းတဲ့အချိန်မှာမစ်သစီနေနဲ့အလူးလေးခံခဲ့ရရဆိုပေမဲ့တစ်ဖက်ကလူနိုးစ်နဲ့ဒီလောက်ကြီးဘက်ကတော်တော်လေး damage တွေထွက်လာရင်ဒီနောက်ပိုင်းမှာတစ်ဖက်ကမာပါဆိုရဲကောင်တွေအကောင်းမဆုံးတာဖြည့်ရှင်းပြသွားတာအောင်တော်တော်လေးကြည့်လို့ကောင်းသလိုမျိုးဒီပွဲလုံးဝမေးလို့မရမယ်ဘိုရဲ့ crop ကြီးရအောင်နော်တော်တော်ကောင်းလွန်ပါတယ်ဟုတ်တယ်ဘိုရဲ့ crop တယောက်တည်းကောင်းနိုင်ရလို့လည်းမဟုတ်ဘူးဗျာနီကိုရဲ့ diversion ကလည်းတော်တော်လေးကောင်းတယ်ဘာလို့လဲဆိုတော့အခုလက်ရှိမိတ်တာမှာ ဒီလောင်ကြီးက diversion ခုံမယ်ဆိုခုံမဲ့နေရာယူချိုးပြီးမြင်နေရအဲ့လိုမျိုးအနေထားမှာတော့မှ तू ရအောင်ဆော့ပြသွားတဲ့ပုံစံမျိုးကတော်တော်လေးကိုမှလေးစားဖို့ကောင်းတယ်လောလောဆယ်မှာကျွန်တော် MVP ဘယ်လိုရရှိသွားလဲအရင်ကြည့်အောင် Okay, with the sea MVP ရတော့ Okay, Kim Flash. No, he says ဒီပွဲမှာသူ့ရဲ့ဒီ retribution နေလေတော်တော်လေးမှာတိတိတကျတသေးသေးတတ်နဲ့လုတ်ပြသွားနိုင်ခဲ့ရအောင်လို့မြင်တွေ့ခဲ့ရပါတယ်။အဓိကတော့ battle moment တစ်ခုမှာသူ့ကိုတစ်ဖက်ကလှမ်းပြီးတော့เนาะ damage တွေပေးပြီးဖြတ်တယ်။အဲ့ဒါအောင်မှာ immortality ကိုကောက်ပြီးဆွတ်သွားတယ်ဆိုတော့အပိုင်းမှာတော်တော်လေးကိုမှာလုတ်ပြသွားတယ်တွေ့ရ။ဒီပွဲမှာ